ဗီဒီယိုဖိုင်တစ်ခုဖွင့်ပြမယ်နော်ဒီရက်တွေမှာအားလုံးသိတဲ့အတိုင်းပဲဘာလဲအပတ်စဉ်တစ်ကိုအိမ်ပြန်လို့ရပြီဆိုပြီးတော့ဖင်ဝါတဲ့ကောင်တွေကဝါရဖြန့်နေတာနော်ဒါမှကြည့်လိုက်နားထောင်ပါကဘာမှနေထုတ်ပြန်နေနာသာကအဲ sorry ဒီအဆိုးကနေထုတ်ပြန်နေတယ်ကျွန်မစစ်မှုတန်းတာဝန်ပြီးဆုံးလို့ပြီးဆုံးသွားလို့သူ့ရဲ့ဘိုးရဲ့မျိုးပြန်ခွင့်စစ်မှုတန်းတာဝန်ပြီးဆုံးအောင်လက်မှတ်ပေးပြီးတော့သူ့ဒီကတစ္ဆန်လေးကပြန်သွားခွင့်ပြီးတော့အလောက်ကိုင်းနေရာချထားပြီးတော့ရှားပြီးချထားပြီးတဲ့အားလေး မကမတီစဲအစိုးရအမေတားဖြစ်စင်တယ်ဗောတီစဲအစိုးရဖြစ်သွားပြီလားမင်းတို့ကတီစဲအစိုးရတေးကြလားတေးကြတယ်ဆိုကုလတမကမှာဘာဖြစ်လို့တီစဲအစိုးရရဲ့ခေါင်းဆောင်မင်းအောင်လှိုင်နာမည်မဟုတ်ကြလားလေ2025မှာထုတ်ပြန်တဲ့စာရင်းတော့ဟို2020ရဲ့ထုတ်ပြန်တဲ့စာရင်းမဟုတ်ဘူးဒီ2025မှာထုတ်ပြန်တဲ့စာရင်းမှာတီစဲအစိုးရမြန်မာနိုင်ငံရဲ့အစိုးရခေါင်းဆောင်နာမည်မှာတမရဦးဝင်းမြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့စကလုံးကြီးကိုဘာဖြစ်လို့ကုလသမဂ္ဂထုတ်ပြန်တာလဲဟမ်ကိုယ့်ကိုတည်သေးဆိုရဆိုလို့ရှိရင်ကန့်ကွက်လေဘလူကန့်ကွက်ရဲလေဟမ်ကန့်ကွက်ရဲလားကတည်သေးဆိုရဆိုစကလုံးကိုပြောတာကြော်မျိုးမင်းမမရှက်ဘူးလားတားတည်သေးဆိုရဖြစ်ရှင်နေပေါ့ခေါ်ပေးလိုက်ကြပါနော်ဒီဗီဒီယိုဖိုင်ကိုကြည့်တဲ့လူတွေနော်ခေါ်ပေးလိုက်ပါဘာဖြစ်လဲတည်သေးအစိုးရ1 2 3တည်သေးအစိုးရအဲ့လိုအော်ပေးရပါလား တနာဘူးလည်းကောင်းတယ်ကွာဒီကောင်ဒီဘွားနော်အနေကုဏတမကမှာကုဏတမကရဲ့စရင်မာတော်နာမည်လေးလောက်ပါမယ်ဆိုရင်ဘလို့နေမလဲမသိဘူးအခုလက်ရှိကုဏတမက2025ခုနှစ်မှာထုတ်ပြန်တဲ့စရင်မာတော်မြန်မာပြည်ရဲ့အစိုးရခေါင်းဆောင်နေရာမှာတမရဥဝင်းမြင့်တဲ့နိုင်ငံတော်အတိုင်းငံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နိုင်မယ်ခွေတာမင်းအောင်နိုင်နာမည်အဖျားလေးတော့မပါဘူးနော်အဲ့ဒါကိုစောက်ရှက်မရှိဒီသေးအစိုးရဆန္ဒထောင်ကြီးနော် ုံမရိယတမတော်ထုတ်ပြန်တာတွေ့ရတယ်ဆိုတော့တောင်ကြီးမှာလုပ်တဲ့ပွဲဆိုရင်ဒါပထမဆုံးဟာမလို့ရှိမှာပထမဆုံးစုံထားခဲ့တဲ့နံပါတ်1အမှတ်စဉ်1ကတော့ဒါသူ့စုံထားတဲ့နတ်နှစ်ပြည့်သွားပြီလို့ပြောလို့ရတယ်ပေါ့ဗျာအဲဒါကြောင့်မသူတို့စုံထားကာလပြီလို့ဆိုပြီးတော့ခုသူတို့မိခင်ရင်ကိုပြန်ပြီးတာဝန်ပြီးဆုံးတဲ့တွင်သူတို့ရဲ့မိသားစုစီပြန်လို့ရပြီရက်ထက်မှာစုံထားပြီးဆုံးတော့ကန်ကြီးခိုင်တာပြီအာပြီးတော့စီဝါရေးဝင်လုပ်မယ်ဆိုရင်အဲ sorry အလုပ်ဝင်လုပ်တော့မယ်ဆိုရင်ကုမ္ပဏီတွေကသူ့ကိုခန့်ကိုခန့်အောင်ပဲဖြစ်လာပြီအဲအဲ့ရပြန်မကြအဲ့တော့ကျွန်တော်တွေးကြည့်တယ်တပ်မတော်ကတော့မမခါမတွေးကြည့်နေဘူးမတွေးကြည့်နေဘူးလက်တွေပဲ နောက်တွေးကြည့်လို့ရှိရင်ကိုရင်ကပြောသလိုအယူလည်းတွေးလို့ရတယ်ပညာရှိလည်းတွေးလို့ရတယ်လက်တွေ့ရပိုကောင်းတယ်အဲ့တော့အပတ်စဉ်တစ်ကိုပြန်ခွင့်ရပြီဆိုရင်နံပါတ်1အပတ်စဉ်တစ်မှာတနိုင်ငံလုံးစစ်မှုထမ်းတပ်သားတွေစုဆောင်းခဲ့တာအင်အားဘယ်နှထောင်အဲ့ဒီအင်အားတွေကတေဝါတာယောဂကြောင့်တေဝါတာဘယ်နှယောက်တိုက်ပွဲမှာသူများပြစ်လို့တေဝါတာဘယ်နှယောက်စစ်တုံ့ပန်းဘွားရောက်လာတာဘယ်နှယောက် ခြေတွေလက်တွေပြက်ပြီးတံတောင်းစားဖြစ်သွားတာဘယ်နှယောက်ပြန်လဲပြီးတော့ပြန်ခွင့်လက်မှတ်ပေးလိုက်တာဘယ်နှယောက်ဆိုတဲ့စရင်ကိုခဏနေတော့ငါတို့ပြည်သူကိုမထောက်ပြန်နဲ့မင်းတို့တတ်မတော်တာအချင်းချင်းထောက်ပြန်ပေးထားလားအဲ့ဒါဆိုရင်တော့မစိုးဘူးဟုတ်တယ်နော်အခုစစ်မှုထမ်းအပတ်စဉ်ဖြစ်မှာလူပေါင်း9000တတောင်းလောက်ရှိမယ်အဲ့တတောင်းတဲ့နှစ်ယောက်လောက်ကိုမလုပ်တဲ့အိမ်ကိုပြန်ခိုင်းပြီးတော့လက်မှတ်လေးပြလိုက်မယ်ကြံတဲ့တတောင်းရှိလို့ရှိရင်9900ကျော်က ။သေတဲ့ကောင်ကသေမယ်။ဒုက္ခိတဖြစ်တဲ့ကောင်ကဖြစ်မယ်။ရန်သူကြီးမှဘာဖြစ်လဲခြေပုံထမ်းနေရကောင်ကခြေပုံထမ်းရမယ်ဆိုရင်အထိမ့်ပဲရှိလား။အဲ့တော့မင်းတို့စစ်သားတွေကိုပြောမယ်။ဝါရဖြန့်ခြင်းမင်းတို့လိုခေါင်းထဲမှာချီးပြနေတဲ့စစ်ပွဲတွေတွားဖြန့်။သိလားပြည်သူကိုအဲ့လောက်အကွက်နဲ့တတ်မလာနဲ့။နော်အပတ်စဉ်တင့်အာတင်းနှင်းစိလဟိုနေတောင်ဝင်ပြီးဆုံးကြောင်းလက်မှတ်ထုတ်ပေးလိုက်ပြီ။ဘယ်နှယောက်ထုတ်ပေးတာလဲ။လူဘယ်နှယောက်သာမင်းတို့တင်းနှင်းစခေါ်ခဲ့တာဖန်စီပြီးတော့ခေါ်ခေါ်မဲနိုင်ပြီးတော့ပဲခေါ်ခေါ် နော်လူကိုရောင်းပြီးတော့ပဲခော့ခော့အပတ်စဉ်တင်တန်းမှာလူသားဘယ်နှယောက်လဲနော်စင်မူထံအပတ်စဉ်တင်မှာတင်တန်းသားဘယ်လောက်စုခဲ့တယ်ကျွန်တော်တို့ပြီးလို့ချင်းအဲ့ဒီတင်တန်းသားတွေကယောဂကြောင့်တေဝါတာဘယ်နှယောက်ရှိတယ်တိုက်ပွဲမှာကြာဝါတာဘယ်နှယောက်ရှိတယ်အမ်ပြီးလို့ရန်သူရှိမှာတုံမှန်းဖြစ်နေတာဘယ်နှယောက်ရှိတယ်ခြေပြက်လက်ပြက်ပြီးတော့ဒုက္ခရဖြစ်နေတာဘယ်နှယောက်ရှိတယ်ပြန်လဲပြီးတော့တင်ဒီစင်မူထံတောင်းဝင်ပြီးဆုံးရောက်ထောက်ပေးလိုက်တာနှစ်ယောက်ဆိုနှစ်ယောက်တောင်းဆိုတုံးယောက်ငါတို့တီတူကိုမကြင်ညာနဲ့နော်မင်းတို့စစ်သားအချင်းချင်းတောင်မှ ဲ့ဒီစစ်မှုထမ်းတပ်သားတွေကိုပြင်ညာပေးထားတာမရတော့ဘူးတိလားမင်းတို့စေးမမီတော့နော်စေးမမီတော့ဆန္ဒတော်ကြီးဒါအောင်ဆော့ချက်မရှိတဲ့ကောင်ကလော်ရဲတဲ့ကြည့်ဆက်ထမ်းကြည့်နေဆိုတဲ့စကားမပြောနဲ့ဘူးနော်လုံးလုံးဆယ်စစ်တပ်ထဲမှာ ရှိတဲ့အရာကြီးဒီတိုင်ရင်းမှုအဆင့်ကနေ ်အောက်ခြေအဆင့်အကုန်လုံးကိုမင်းတို့စစ်သားကောက်ရဲလားငါတို့ရဲ့တတ်မတော်တဲမှာဘယ်သူတွေကပျော်ရွှင်စွာတာဝန်ဆက်ထမ်းခြင်းလဲဒါမှမဟုတ်ရင်ထွက်ခွင့်ရမယ်ဆိုရင်ထွက်ခြင်းလဲဆိုတဲ့စိတ်ရင်းကိုမင်းတို့ကောက်ရဲတဲ့တတ်သိရှိလားနော်အဲ့ဒါလေးပဲလာခဲ့ငါတို့ PDF ဘက်မှာလာလိုက်ပြမယ်နော်လိုက်ပြမယ်ရှေ့တန်းကိုမထွက်ကလို့စိတ်ကောက်တာထွက်ဖို့မဟုတ်ဘူးနော်တဏှတ်မရလို့စိတ်ကောက်တာရှေ့တန်းတွားကန်ဒီဟိုမှာစေးမှုကိုကပ်ပြီးတော့ တွတ်တွတ်လောက်နေဘာဖြစ်တာလဲမေးလိုက်တော့ရှေတန်းကိုလိုက်ချင်လို့နေမကောင်းတဲ့အတွက်ဆေးမှုရှိကထောက်ခံချက်တောင်းနေတာရှေတန်းလိုက်ဖို့နော်ပွားပြီးတော့အသေးခံပြီးမင်းတို့ခွေးမျိုးကိုပြစ်ဖို့အတွက်ဒါပေမဲ့မင်းတို့ဘက်မှာရှေတန်းထွက်ဖို့တော့မပြောဘူးနော်နောက်တန်းမှာတော့မနေကျင်နဲ့ပဲနဲ့ထွက်ချင်တဲ့လူစရင်ကောက်ရဲလာလို့ကောက်ခိုင်းတာမဟုတ်ဘူးနော်ကောက်ရဲလာမေးတာနော်ဒါကြောင့်မို့လို့မင်းတို့တွေကပြောမယ် အခုဆိုရင်ငါ့ကိုလေအကောင့်တူတွေနဲ့မျိုးစုံမိတို့တွေဝိုင်းတိုက်ခိုက်တယ်ငါနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်မှန်မှငါဘာမှမကြည့်ဘူးဆိုတော့ငါပြောတဲ့ဇကားတဲ့ကိုငါတောင်းဝန်ယူနိုင်တယ်မဟုတ်မမှန်တာတခုမှမရှိဘူးနော် မဟုတ်တာကိုပြောထားရင်ကိုစီမဟုတ်တာပြောထားရင်လာခဲ့ပါအဲ့ဗီဒီယိုဖိုင်မှာယူလာခဲ့တခါတည်းစိတ်ခေါ်တယ်တိလားသူများကောင်မဟုတ်တာပြောထားရင်ဓမ္မတိကြော်မျိုးမင်းတို့ပြောတဲ့ဇကားနားထောင်ကြည့်ပါနော်ဘယ်နေရလဲ လတ်လတ်စာဘလောက်လဲတနင်္လာရီတိုင်းကျွန်တော်ဆင်းွားတဲ့၄ငါးရက်အတွင်းမှာစစ်မှုထမ်းတပ်သား၁၆ယောက်အလင်းဝင်လာတယ်လတ်စာရလာပြီးတော့လတ်စာဆိုတာပတ်စံမကန်ရဘူးတဲ့နော်လတ်စာတော့ထွက်တယ်ပြောတယ်ပြီးဘာဖို့ညာဖို့ဘာဖို့ညာဖို့အကုန်ဖြတ်ရတာလက်ထဲပတ်စံတပြားရောက်လာဦးတဲ့ကျွန်တော်တို့စစ်မှုထမ်းအပတ်စဉ်စဝင်တဲ့ကနော်လက်ထဲကိုဒီစစ်တပ်ကပေးတဲ့လတ်စာဆိုတဲ့ငွေကြက်တပြားမှမရောက်လာဘူးတဲ့စရင်တော့ရောက်လာတယ် ဘာဘိုးတွေဖြတ်တယ်ညာဘိုးတွေဖြတ်တယ်အကုန်မွေးဖြတ်ပြီးတော့စရင်ရောက်လာတယ်နော်ထွက်ပြေးခြင်းနဲ့လူကအကုန်ပြေးတယ်ဒါပေမဲ့စစ်တပ်ထဲမှာပါစနဲ့တန်တေရှိတယ်တန်တေဆိုတာကအရင်တည်းကဒီစစ်ခွေးလုံနေတဲ့ကောင်းလေးပါစဆိုတာအခုမှစစ်မှုထမ်းလာတဲ့ကောင်းလေးအဲ့ဒီပါစတွေကတော့အကုန်ပြေးခြင်းနဲ့တန်တေတွေကတော့ပေအောင်တွားချင်မပြေးဘူးအဲ့ကောင်းလေးကအသေးခံမဲ့ကောင်းလေးတဲ့နော်ဒါကြောင့်မလို့တိုက်ပွဲမှာတန်တေတွေမိလို့ရှိရင်တက်တက်ခွဲပြီးတော့ပုံစံပေးကြပါလို့ဒီနေ့ကနေတိုက်တွန်းတယ် တို့ဒီတော့ဒါဆိုတော့တို့ဒီစမုဒရာနည်းနည်းလုံးမှာအပတ်တစ်ကလာလာရတယ်အပတ်တစ်ကစမုဒရာလက်ပီစီကြောင့်ဆက်ဖြစ်ခဲ့ရတယ်ပြီးရင်အလုပ်ကံခွန်လာတစ်ခုပြန်လုပ်ချင်တယ်ဆိုရင်တော့အဲ့ဒီလက်မှတ်ကိုပြပြီးတော့လုပ်ပြန်ရှောက်မယ်ဆိုရင်မဟုတ်စမုဒန်ပီစီကြောင့်ဆက်ဒီပီထိတ်မပြောနဲ့ဟမ်မြန်မာပြည်ကထွက်တဲ့ဒေါက်တာဘွဲ့ကိုယူပြီးတော့အိမ်နီးနားချင်းနိုင်ငံတစ်ခုခုမှအလုံးလျှောက်ပြန်မင်းတို့စစ်မှုစစ်ခွေးလောက်တဲ့ကတ်ကိုလာမပြောနဲ့နော်အဝေးခွေးလောက်တဲ့ကတ်ကလူမျိုးထွေးရသတွေမထွေးကြိုက်လို့ပြော နော်မြန်မာပြည်ကစစ်မှုထမ်းလာတယ်ဓမ္မကျွန်တော်ဟောစရီပီတီတီရတယ်ဆိုရင်စောက်ခွက်သရွေးထွေးကံပြီးကြိုက်တယ်လို့ပြော အကောင်ပြောတာအဲ့ဒီအဲ့ဒီကတ်ကိုလာမပြောနဲ့မြန်မာပြည်ကအခုမင်းတို့စစ်ခွေးအောက်မှာသွားနေတဲ့ဆရာဝန်ဘွဲ့တစ်ခုကိုယူပြီးတော့အိမ်နီးနားချင်းတိုင်းပြည်တစ်ခုမှာပဲအလုံလာလျှောက်ပြမင်းတို့ဘာအလုံရမလဲလို့နော်အဲ့တော့ဘွဲ့ရထားတဲ့ဆရာဝန်တွေကိုစော်ကားတာမဟုတ်ဘူးမြန်မာပြည်သားတွေဖြစ်နေတဲ့ဘဝကိုမျက်စိနဲ့မြင်အောင်ပြောပြတာနော်ဒါဟုတ်ဓမ္မသရွေးထွေးကံဒီမဲ့စတီပီလေးကိုလာပြီးကြွားနေစောက်ဘောကဓမ္မဟမ် မတီခွေးတွေရပါလားဆိုတာမျိုးကျွန်တော်မြင်တဲ့ဟုတ်အော်အဲ့ဒါဆိုအဲ့ဒီခွေးရရင်မင်းဝင်ပေါ့ကျွန်တော်မင်းမင်းသူများဘောင်းများမင်းဝင်လို့ရတယ်မင်းခြေကောင်းကြီးလက်ကောင်းကြီးဟာကြီးကိုဟမ်ဝင်လေစစ်မှုနဲ့တတတတဲ့ကိုမင်းပြန်လဲပြီးစီးချောင်းပါဖြစ်တယ်အဲအလောက်ကင်နေခွင်လန်းနေရမယ်ဟုတ်လားပြီးရင်စတီပီတိနေရမယ်မင်းဝင်ယူလိုက်လေဟမ်ဒါမှမဟုတ်ရင်မင်းစုမျိုးသားချင်းတွေတည်းကညီကိုတွေမောင်နှမတွေမရှိဘဲမနေဘူးမင်းတကောင်ခွေးတော့မဟုတ်အဲဟုတ်ပါဘူးတကောင်တွက်တော့မဟုတ်ဘူးဟုတ်တယ်မလားဝင်ပြီးတော့မင်းလှုပ်လိုက်လေဘောင်းမလှုပ်တာလေအဲ့ဒါအဖြေပဲကြည် နော်အဲ့တော့ဂျုံလို့ပြောပြတယ်သိလားဒီကောင်တွေမှာလေစောက်ရှက်ဘူးမရှိဘူးသူတို့လိုစောက်ပိန်းအောင်မိတဲ့လူတွေကိုနော်အဲ့တော့စစ်မှုထမ်းတက်သားတစ်တွေအိမ်ပြန်ရပြီဆိုတဲ့တည်င်းကိုပြည်သူကိုချပြခြင်းနဲ့ဆိုရင်ငါမေးခဲ့တယ်လို့ဘယ်နဲ့ရောက်စစ်မှုထမ်းတက်သားတစ်အပတ်စဉ်တစ်မှာစုခဲ့တာလဲအဲ့ဒီရောက်တဲ့ကယောဂကြောင့်ဘယ်နဲ့ရောက်ပေသွားလဲနော်တိုက်ပွဲမှာဘယ်နဲ့ရောက်ကြွားလဲရန်တုလက်မှာဘယ်နဲ့ရောက်ဖမ်းခံထိထားရလဲခြေောက်ပြဒုက္ခိတဖြစ်ပြီးဘုကျော်အောင်စန်းနဲ့ဒေါအောင်စန်းစုကြည်ပုံလိုက်ရောင်းမဲ့ကောင်ဘယ်နဲ့ရောက်ဖြစ်သွားပြီလဲဟမ်အေးပြန်လဲစရီပီးထုတ်ပေးလိုက်တာဘယ်နဲ့ရောက်မလဲ နော်အဲ့ဒီစည်ရင်းလေးပါချပြလိုက်ပါတိလားပြရဲတဲ့တတိရှိရင်ပေါ့တိလား bullet ပြောနေပြအဲ့လားလာပြောတာ